ဒါကြောင့်မို့လို့တမ်းပြေအုပ်ချုပ်တဲ့မင်းဆိုတာလွယ်ကူတာမဟုတ်ဘူးမိမိလုပ်တဲ့ဥပဒေမိမိထုတ်ပြန်ထားတဲ့ဥပဒေအလုံးလိုက်နိုင်ရမယ့်ဥပဒေဆိုသူတို့အကုန်လုံးလေးစားကြရတယ်လို့ဗိသိက္ခံဘယင်းနေမှာအဲ့ဒီစီကံရှိတယ်ပေါ့အဲ့ဒီစီကံကိုကိုယ်တိုင်လိုက်နာတဲ့ဟာအဖြစ်အထိမ့်မှအဖြစ်အဆောင်အယောင်တစ်ခုအနေနဲ့ စာပရိသမီးရဲ့ကိုကင်ညမင်းတို့မင်းကြီးရဲ့ပုံကိုပကြီဆွဲထားတာဓာတ်ပုံရိုက်ထားတာတွေ့ဘူးရလိမ့်မယ်ငယ်ငယ်တော့ကတော့တွေ့ဘူးတာပဲအဲ့ဒီစာမရိသမီးရဲ့ကြီးကင်ပြီးတော့ဓာတ်ပုံရိုက်ထားရှိတယ်နော်အဲ့တော့ဒီစာမရိဆိုတဲ့သမရဆိုတဲ့တားကောင်ဟာသူ့မြေးဆန်စူးပုံမှာညှိနေပြီဆိုလို့ရှင်ဘယ်တော့မှယုံထွက်မသွားဘူးတဲ့ မိစံတဇမ္မအကျွတ်မခံအသက်ပဲအသေးခံတယ်လို့ဘယ်လိုဆိုတာနော်ရှင်းတော့ကလည်းယဟန်တော်တွေတိလောင်းနဲ့ပတ်သက်ပြီးတော့အဲ့လိုချင်းချံကြိုးကိုအထုတ်ခဲ့တဲ့ဝိထုတာရကတွေဟာပေါ်ထွန်းခဲ့ဘူးတယ်ယဟန်တော် လူဆိုးတွေကဖမ်းပြီးတော့နှွယ်ပင်ကိုမဖြတ်ဘဲနဲ့အမြင့်တန်းလန်းတဲ့မြေထဲမှာရှိနေတဲ့နှွယ်ချိုးနဲ့အဲ့ဒီယဟန်ကိုတစ်ပင်တစ်ပင်ခြိထားတယ်။နှွယ်ချိုးကနှွယ်ပင်ကအမြင့်နှုတ်ပြီးတော့ဖြတ်ထားတဲ့နှွယ်ပင်မဟုတ်ဘူးအရှင်။မဖြတ်သေးတဲ့နှွယ်ပင်နဲ့ခြိထားခဲ့တော့တောတောပြီးလောင်းလာတဲ့အခါအဲ့ဒီယဟန်ကယုံပြတ်ပြေးမယ်ဆိုရင်ဖြစ်တယ်။ သို့တော်လဲယဟန်ဆိုတာဘုဒ္ဓကမ္မပါရဗျတာယပါစိတ္တိယဆိုတဲ့စိက္ကံဥပဒေတစ်ခုရှိတယ်တစ်ပင်ကိုမဖြည့်ဆည်းရဘူးနှွယ်မြတ်တစ်ပင်တွေကိုမဖြည့်ဆည်းရဘူးယဟန်နေမှာဖြည့်ဆည်းလို့ရှိရင်ပါစိတ်အဘတက်တယ်လို့အပြစ်တစ်ခုသတ်မှတ်ထားတဲ့ဥပဒေရှိတယ်ပေါ့ အဲ့ဒီဥပဒေကိုလေးစားလိုက်တာတော့အဖြစ်အဲ့ဒီယဟဟာအသက်ဖက်အသေးခံတယ်။နှွယ်ပင်ကိုပြတ်အောင်မလုပ်ခဲ့ဘူးတဲ့။အဲ့တော့သံမရိသားမြည့်ရဲ့လိုပဲသံမရိသားကောင်လိုပဲသူ့ရဲ့အမိဒံအမတမတံမို့ရှိ။တမမပုဂ္ဂိုလ်တွေကြည့်ကြည့်မယ်ဆိုလို့ရှင်တော့ဟာအလကားငတုံးကိုယ့်အကိုတီလနောက်မှာဆောက်တည်ရတာပဲ။နော်။ဒီလိုတွေးမှာပဲ။ ီလဆိုတာနောက်ပြန်ဆောက်တည်ရတာပဲအသက်သေးသွားတာပဲတန်ဖိုးရှိမလဲလို့ဒီလိုတွေးတယ်လို့လည်းရှိမှာပဲသို့တော့အဲ့ဒီရဟန်းတော်ကအဲ့လိုမတွေးဘူးအသက်ဟာတန်ဖိုးမရှိဘူးသီလဟာတန်ဖိုးရှိတယ်လို့ဒီလိုတွေးတယ်ဘုရားလောင်းနေရလည်းပဲဒီတိုင်းပဲတွေးပုံတွေးနေကမတူကြဘူးပေါ့ဘုရားလောင်းနေလည်းသီလဟာတန်ဖိုးရှိတယ်အသက်ကသီလလောက်တန်ဖိုးမရှိဘူးလို့ဒီလိုတွေးတယ် အဲ့လိုတွေးသည့်အတွက်ကြောင့်အဆုံးခံခြင်းခံရင်အသက်ဖက်အဆုံးခံမယ်သီလကိုအဆုံးခံဖို့တဲ့လောကလူအများစုကတော့သီလကနောက်မှရောက်ရမတည်ပြီးရောဆိုတာမျိုးအဲ့တော့တော်တော်အတွေးကတောင်းတမြောက်လို့ဖြစ်နေတယ်နော်တောင်းတမြောက်လို့ဖြစ်နေတယ်ဒါကြောင့်မို့လို့လေလူတိုင်းဖျားမဖြစ်တာပေါ့ ။အော်ဘုရားဆိုတဲ့ပုဂ္ဂိုလ်ဘုရားဖြစ်ဖို့ကျင့်ကြံကြိုးကိုအထောက်နေတဲ့ပုဂ္ဂိုလ်ဟာအမှန်ပုဂ္ဂိုလ်တွေတွေးတာနဲ့အမတမချားနာတယ်။ဒါကြောင့်မလို့သူ့မိသားရဲ့တဲ့ကသူ့ကိုယ်သူတဏိဋ္ဌံချအဋ္ဌံနဲ့အခါမှာယထာပိသမရိဝါလံကိတ္တမေယစီပတိလက္ခိတံဘယ်နေရာပဲဖြစ်ဖြစ် သူ့ရဲ့မိဆန်လေးဟာညှိပြီးတော့နေမယ်တခုခုပေါ်မှာညှိပြီးတော့နေမယ်ဆိုလို့ရှိရင်ဥပေတိမရဏံတထအဲ့ဒီနေရာမှာပဲသေးတာတဲ့ဘယ်တော့မှယုံထွက်မသွားဘူးသူကအဲ့ဒီနေရာမှာပဲအသေးခံလိုက်တယ်နဝီကောပေတိဝါလတိသူ့ရဲ့မိဆန်လေးတစမ်းမှအကျွတ်မခံအဲ့တော့အသက်ဖက်သေးခံတယ် တထေဝစတုတုဘူမိတုသီလာနိပြိပူရယအဲ့ဒီတိုင်းပဲကိုချင်းသီလာတွေနဲ့ပတ်သက်လာလို့ရှိရင်တဲ့ပရိရခသရာသီလံစမရိဝိယဝါလတေစမရိသားကောင်သို့မဟုတ်စမရသားကောင်ရဲ့နမူနာကိုယူပြီးတော့တဲ့ကိုချင်းသီလာကိုထိမ့်ပါသူကိုယ်သူဆုံးဖြတ်တာเนาะ ဖျားဖြစ်ခြင်းနဲ့ဆိုလို့ရှိရင်စံပရိသားဆောင်ရဲ့ဆန္ဒမူနာအတိုင်းမြည်စံတပင်မအကျွတ်မခံသလိုတီလလည်းပဲတစ်ခုမှအပြတ်မခံမယ်နဲ့ထိမ့်သိမ်းဆောင်ဆောင်ပါဒါသူ့ရဲ့ determination ပဲပါရမီစဉ္ဉ်စဉ်းစားပြီးတဲ့အခါမှာတီလကိုခံယူဆောက်တည်လိုက်တယ်ခံယူဆောက်တည်ပြီးတော့ဒီတီလကိုလုံးဝအပြတ်မခံမှုအဋိဋ္ဌံလိုက်တယ်တဲ့ အဲ့ဒါကြောင့်မို့လို့ဘုရားလောင်းနေဖြစ်ခြင်းနဲ့တီလာ